ငွေလဲစုကျင်တဲ့အရှောင်းနဲ့တက်တာခြင်းနဲ့လက်ခနှင်းငယ်သာပါပြီးတော့အကျော်တွေလုံးဝလုံးဝမပါတဲ့လက်စွပ်ဒီဇိုင်းလေးတွေကိုရှာဖွေနေတဲ့ချစ်တို့အတွက်ကိုကိုရီတာမကဘူးပြဆိုရပါဝတ်ဆင်လို့ရမယ်လက်စွပ်ဒီဇိုင်းလေးတွေနဲ့မင်းမင်းကမိဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ခမာဆောင်မင်းမိဆက်ပေးမယ်လက်စွပ်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ဇန်ခီလက်စွပ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ဒီလက်စွပ်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့အလဲပက်ပက်လယ်မှာအမိုးလေးထည့်ထားတဲ့ပြတဲ့ကြမလို့ကိုကိုရီပဲဝဝဲမမတွေပဲဝဝဲအဆင်ပြေစေမယ်လက်စွပ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်။လက်စွပ်လေးရဲ့ဇီနိုလေးရဆိုလို့ရှိရင်လည်း73သိန်းဝန်းကျင်စက်တင်မှာပဲဖြစ်ပါတယ်ရှင်။ ဒုတိယမိတ်ဆက်ပေးမယ့်လက်ဆက်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ခပါချစ်လက်ဆက်ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ဆက်ဒီလက်ဆက်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ရိုးရိုးရှင်းရှင်းလေးနဲ့ဝေးရတာတနေတဲ့တဲကိုကိုမမရတဲ့ဆိုလို့ရှိရင်တော့အစ်တတော်စီမဲ့ဒီဇိုင်းလေးပဲဖြစ်ပါရဲ့လက်ဆက်လေးရဲ့ဒီဇိုင်းလေးရဲ့ဇင်းလုံးလေးရဆိုလို့ရှိရင်လည်း73သိန်းဝန်းကျင်ကျပ်တင်မှာပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်မိတ်ဆက်ပေးမယ့်လက်ဆက်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ခပါလေးလက်ဆက်ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်။လက်ဆက်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ရိုးရိုးရှင်းရှင်းလေးနဲ့ခဏိပေါ့မပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကိုမမရဲ့ကြိုက်တွေ့စီမှာမှန်ပါပဲနော်။လက်ဆက်ဒီဇိုင်းလေးရဲ့ဇင်းလုံးလေးရဆိုလို့ရှိရင်လည်း73သိန်းဝန်းကျင်ကျပ်တင်မှာပဲဖြစ်ပါရဲ့ရှင်။ ။မထမိတ်ဆက်ပေးမယ့်ဒီဇိုင်းရဆိုလို့ရှိရင်တော့မာတယ်ကြီးလေးဆက်ဒီဇိုင်းလေးပဲဖြစ်ပါရှင်။ချစ်ချစ်လေးနဲ့တစ်ချက်ကော်ကော်လေးဝတ်ချင်တဲ့မမလေးကိုကိုလေးတို့ဆိုလို့ရှိရင်တော့လုံးဝကိုမိုက်မိနေစေမယ့်ဒီဇိုင်းလေးပဲဖြစ်ပါရယ်။ဒီလက်ဆက်ဒီဇိုင်းလေးရဲ့ဇင်းတော်လေးရဆိုလို့ရှိရင်လည်း32သိန်းဝတ်ချင်တဲ့မှာပဲဖြစ်ပါရယ်ရှင်။ ။ဘာကုန်းတစ်ခုပင်ကလည်းလက်ဆက်ပြပါမယ်လက်ဆက်တိုင်းလေးရဆိုလို့ရှိရင်တော့စတိလက်ဆက်တိုင်းလေးပဲဖြစ်ပါရှင့်။လက်ဆက်တိုင်းလေးရဆိုလို့ရှိရင်တော့ပေါ့ပေါ့ပါပါနဲ့ဝစ်ချင်ရပေါ့ပေါ့မမရတဲ့ဆိုလို့ရှိရင်တော့အစင်ပြင်းပြင်းပဲလက်ဆက်တိုင်းလေးပဲဖြစ်ပါတယ်။လက်ဆက်လေးရဇင်းလုံးလေးရဆိုလို့ရှိရင်လည်းနှစ်ဆက်သိန်းဝန်းကျင်တက်တင်မှာပဲဖြစ်ပါရှင့်။အခုမြန်မာပြည်ကပြသွားတဲ့လက်ဆက်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့အလားလဲဝင်လို့ရတယ်လို့ဘယ်တော့ဘက်ကမှရှုမသွားတဲ့လက်ဆက်ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုဒီဇိုင်းလေးတွေကိုရေးဆက်ဝယ်ယူတင်လဲဆိုတော့ကိုဖတ်မဲ့တက်တာပြသွားမှာဖြစ်တဲ့အကြောင်းကိုလို့အသေးလေးလေး follow လုပ်ပေးထားခဲ့ပါအောင်နော်။အားလုံးလည်း bye bye